စာပေရှိသူများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။အခုတစ်ခါမှာတော့ဆီယမမာလေးညင်ရဲ့မွေးနေ့ပွဲဆိုတဲ့ဓမ္မဆောင်ပါလေးတဘောကိုဖတ်ပြပါမယ်။အလွန်ရခဲ့သောလူဘွားတဲ့ကြောက်လာသည့်နေ့တနည်းအားဖြင့်မိခင်ဝမ်းမှမိရှုတန့်စင်ဖွားမြင်သည့်နေ့ကိုမွေးနေ့ဟုဆိုကြသည်။လူတို့သည်ဘဝတစ်လျှောက်လုံးရင်ဆိုင်တွေ့ကြုံရသောထူးခြားသည့်အကောင်းအဆုဖြစ်ရမျိုးစုံတို့ကိုမမိနိုင်ပေရှိသည်။ထို့အထက်တွင် မမေ့နိုင်ဆုံးနဲ့အမတ်တရအရှိဆုံးမှာမွေးနေပင်ဖြစ်ပေသည်လူတိုင်းရင်ထဲ၌မွေးနေမွေးရနှင့်မွေးသက်ကလေးကိုကြောက်စာထွင်ထားပြီးဖြစ်လေသည်မွေးနေပွဲသို့မဟုတ်မွေးနေတွင် အခမ်းအနားစီစဉ်ခြင်းပါခြင်းသည်အနောက်တိုင်းဒလီမှစတင်ခဲ့ခြင်းဖြစ်သည်ခင်မင်ကျွမ်းဝင်သောမိတ်ဆွေများဆွေမျိုးများမိသားစုများစုဝေး၍မွေးနေပွဲမွေးနေပါတီကျင်းပတတ်ကြသည် အထူးအော်ဒါမှားထားသော စပယ်ရှယ်မွေးနေ့ကိတ်ကြီးပေါ်၌အနာပတ်လေပြောင်းနိုင်မည်များထွန်းကြီးထားသည့်မွေးနေ့ပွဲသို့တက်ရောက်သူများက Happy Birthday to you တင့်ရတွေပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေဟုတခြင်းကဲ့သို့တီးဆူဆုတောင်းပေးကြသည်ဆုတောင်းခြင်းပြည့်စုံသောအခါပြောင်းနိုင်မည်များအလုံးညှိနှိုင်း၍မုန်းငူဓာဖြင့်လီပြီးဧည့်သည်များအားကြွေမွေလေသည်အနောက်တိုင်းသားတို့ကမွေးနေ့ကိုပျော်ဝဲရွှင်ပွဲအနေဖြင့်သဘောထားကမွေးနေ့ကိုကျင်းပလျက်မွေးနေ့ရှင်အားလက်ဆောင်ပေးကြသည် ်မိသားစုတို့ကမွေးနေ့ရှင်အတွက်အထူးအမှတ်တရလက်ဆောင်ကိုကြိုတင်ပြုလုပ်ထားလေးရှိကြသည်ထိုလက်ဆောင်သည်ပေးသူ၏ချစ်ခင်မှုကျင်းနာယူရမှုတို့ကိုပြသောသက်သေဖြစ်သည်ထို့ကြောင့်မွေးနေ့ရှင်သည် သူ၏မွေးနေ့အတွက်လက်ဆောင်ရသည့်ပမာဏကိုမူတည်၍ပျော်ရွှင်မှုလဲတိုက်ရိုက်အချိုးကျလေသည်အထူးသဖြင့်ချမ်းသာကြွယ်ဝသောမိသားစုတွင် မွေးနေ့ပွဲသည်ပျော်ရွှင်ကြည်နူးဝဲကောင်းသလောက်စင်ရသာကျုံးမွေးလူရန်စားပုံမှာက မွေးနေ့ကြရောက်တိုင်းမွေးနေ့ပွဲမကျင်းပနိုင်သောကြောင့်ဝမ်းနေကြေကွဲဝဲကြုံရတယ်လေသည်အနောက်တိုင်းမွေးနေ့ပွဲရောဂါသည်ယခုအခါကဘာတုံးလုံးမှာကူးဆက်ပြန့်ပွားနေပြီဖြစ်ပါသည်မိမိတို့နိုင်ငံ၌မူကိုလိုနီခေတ်၏အမွေအနှစ်ဖြင့်ကျင်းရခဲ့ဟန်တူပါသည်ခင်မီသူတိုင်းမွေးနေ့ပွဲပြုလုပ်ကြသည်ဟုဆိုလျင်ပင်မာနာအံပထင်ကြီးဘာမှမတိနားမလဲသေးသောရင်ခွင်ပိုက်ကလေးသူငယ်များကအစကိုကိုမမတို့နဲ့တကွာ ဦးဦးတော်တော်တို့အားအလဲထား၍ခေါင်းဖြူဆွဲကျူးဘိုးဘိုးဘွားဘွားအထိမွေးနေ့ပွဲများကိုပုံစံမျိုးမျိုးဖြင့်ကျင်းပပြုလုပ်လျက်ရှိကြသည်တံပိုးကြည့်သော ဖိတ်စာပြန်လာအကောင်စားများဖြင့်ဖိတ်ကြားပြီးမွေးနေ့ပွဲအခမ်းအနားကိုမွေးကုန်ကြီးကြခံက တခန်းတနာစီကားတိုင်မြိုက်စွာကျင်းပပြုလုပ်ရသည်ကိုပင်ဂုံယူစရာ ဖြစ်ထင်မြင်နေကြသည်ဖိတ်မှန်တကအပြုခံရသူတို့ကလည်းမွေးနေ့ရှင်အားအဖိုးတန်မွေးနေ့လက်ဆောင်များအပြိုင်ဆိုင်ပေးကြကား ရှည်တန်းတင်ရသောလူမှုရေးကိစ္စတရားနေဖြင့်စာချေနေကြသည်မွေးနေပွဲမပြုတ်လုံနိုင်သောစင်ရသာကျုံးဝဲလူတန်းသားတို့မှတပါအထက်တန်းနှင့်လူလက်တန်းသားအလွာများတွင်လက်ဆောင်ပေးခြင်းတီးခံပါဟုသောဖိတ်စာဖြင့်ပျော်ပွဲရှင်ပွဲတသက်အဖြစ်ကျင်းပသည့်မွေးနေပွဲများရှိတကယ်သူအရှုံးအမြတ်တွေ့၍စည်းဝါးဖြင့်ပြုတ်လုံသောမွေးနေပွဲမျိုးလည်းရှိပါသည်အချို့ပုဂ္ဂိုလ်တို့မှာမြင့်မြီထင်ကချင်းကားပြီးမွေးနေပွဲပြုလို့ရာအရှုံးပေါ်၍ အကျွေးတင်ရသောဖြစ်ရင်းနှင့်လည်းကြုံကြကြရလေသည် အထူးသဖြင့်လူကြီးလူကောင်းအမိခံအထက်တန်းလွာဂုံရှင်တနာရှင်တို့၏မွေးနေ့ပွဲမှာကစတိတ်ရှိုးဖြင့်ဖျော်ပြမည်အဖျော်ရမကဖြင့်အိတ်ခံမည်အနောက်တိုင်းရင်ကျင်းမှုဖြစ်သောဇုံရဲကများပါဝင်မည်ထိုအချက်များကိုဗုဒ္ဓဘာသာရှုတော်မှသုံးသပ်မည်ဆိုပါကပီလာပြပြ၍တနာရာကပွားစီခြင်းသာလျင်ရှိသောကြောင့်မွေးနေ့ပွဲသည်ကုသိုလ်မဖြစ် အမျက်မထွက် အာကုသူပင်ဝင်၍ဝေကုံလူပန်းကျင်သာအဖတ်တင်သည်ထူးခြားသည်ဟု ဆိုရမည်လားဆိုဝါသည်ဟုဆိုရမည်လားယင်သက်ရှုမောအံ့ဩ၍မကုန်းနိုင်စရာတရင်များကြာလာရသည်အချို့သောခေပညာတရားတော်များသည်ပင်ဒကာဒကာမှပြိသည်များချံလျက်မွေးနေကိတ်လှိလာကြပြီဟု၏ယင်လေးဝဲကောင်းလာသည် အမှန်အဖြစ်ဤလိုမွေးနေဝဲမျိုးသည်ယန်းတော်များကိုမဆိုထားပြီဗုဒ္ဓဘာသာမြန်မာလူမျိုးတို့နှင့်ပင် လာလာမြတ်သက်ဆိုင်ချီ Happy Birthday ဟူသည်မှာပျော်ရွှင်သောမွေးနေ့ဟုအတိပဲရပါသည်ဗုဒ္ဓဟာလိုကြထေရဝါဒမှတ်ကြောင်းဖြင့်တိုက်ကြည့်မည်ဆိုပါကပျော်ရွှင်မှုသည်ဒုက္ခဝေဒနာဖြစ်ပါသည်ဒုက္ခဝေဒနာကကာမတုခံလေးကအဆုံးသို့ရောက်ပါသည်မဇိမပရိပါဒမဖြစ်ပါမဇိမပရိပါဒမဖြစ်လျင်လမ်းမှန်မဟုတ်နိုင်တော့ပါဗုဒ္ဓဟာလိုတော့အဖြစ်မွေးနေ့ကိတ်လှီးသူများလမ်းမသို့ရောက်နေပါသည်စင်စစ်အပြင်တနည်းလျင်ဒီရင်မွေးနေ့ကြရောက်တိုင်း မိမိ၏အတ္တတည်းပူကြည်လာပြီဟူသော တတိမရဏဒီဟူသောဘဝကိဆုံးသို့မှတ်တမ်းတတိုင်းပူနေလာပြီဟူသောတံဝေကထိုတတိနှင့်တံဝေကတို့ကိုနှလုံးသွင်းလျက်ကျမ်းမာသက်ရှင်နေစဉ်အတွင်းဘုရားဘာသာဝင်များအနေဖြင့်အလူရဏပြုလုပ်ခြင်းဥပုသ္တိလာဆောက်တည်ခြင်းဘာဝနာပွားများအထောက်ခြင်းစသည့်ကုသိုလ်တရားများကိုကိုယ်စွမ်းဉာဏ်စွမ်းရှိသည်များပြုလုပ်အထောက်မှသာလျှင်ဘုရားလိုကြနိမန်လမ်းမှန်ဖြစ်နိုင်ပြီလိမ့်မည် မွေးနေ့ဒါနတခါကခီးသွားရင်ကားပေါ်တွင်ဓမ္မမိတ်ဆွေဖွားကြည့်တူကမိမိအားပြောပြမှုဒီစကားစိတ်ဝင်စားပွဲသင်ခန်းစာယူပွဲဖြစ်သည်။သူမမှာစောက်နေရတဲ့အတွက်မနိုင်မနှင်းကျဉ်ကျက်နေသည်။သားသမီးများအိမ်အောင်ခွဲထွက်၍စီဝါဖြစ်ထွန်းနေသောညလေ။မုံစိုးမှမိခင်ကြီးအားမဖြစ်စလောက်ပေးကမ်းသည်မှာပါဂရုတစိုက်မရှိလာကြီး။တနေ့တွင်သားဖြစ်သူသည်ပြုံးရွှင်သောမျက်နှာဖြင့်မိခင်အိုကြီးထံ တွက်လက်တကြစာရောက်ရှိလာပြီးဝမ်းပန်းတသာပြောပြလာသည်အမီမနေ့ကကျွန်တော်မွေးနေမှလေဘဲเจ้าအတွက်ဘဏ္ဍသိန်းလူရတယ်ဘဲဆရာတော်ကိုဓမ္မယုံဆောက်ဖို့ဘဏ္ဍသိန်းလူလိုက်ပါတယ်ဘဲစာသင်တိုင်းမှာတော့တန်ခါကုံဆွမ်းကတဲ့အမီကျွန်တော်စီးပွားရေးနဲ့ပတ်သက်နေတဲ့အရာရှိကြီးတွေလူကြီးလူကောင်းတွေတရေတရွယ်တွေဖိတ်သမျှကုန်လာကြတယ်စီလိုက်တာလည်းမပြောပါနဲ့တော့လာသမျှဧည့်သည်တွေကိုထောပတ်ထမင်းနဲ့ကြက်သားရင်ကျွေးပြီး တီးဆုံဖြိုရေးတိုက်တာအားလုံးဗနက်သိန်းတောင်ကုန်နဲ့မြေထမကြီးချောင်းစီအလူကြီးပေးရတာဝမ်းသာလွန်လို့ရေစက်ချာအမြဝေတော့အတန်တွေတုံပြီးမြေကြီးများတောင်စုမိပါရဲ့အမေကအသက်ကြီးပြီမို့ပင်ဘက်မှာစုလို့မခေါ်တာပါနော်ထောပတ်ထမင်းကလည်းအမေသွေးတူနဲ့မတည့်လို့မပို့တာပါ အမေအမြပဲယူပါတော့နော်သာဓုပါသားရဲ့သာဓုပါသူမအနေဖြင့်သားထံမှာဝမ်းပန်းတက်တာပြလာတော့အမြကိုမမရရသာဓုနဲ့ချင်းခေါ်ပြခဲ့သည် ဘာလို့ရေချင်ကြံနေသည်ကိုလည်းသူမဘာသာတည်လေသည်ဘာသာတရားကိုလေးစားကြည့်ယူရကောင်းမှန်းသိသောကြောင့်ပထမသာဓုကိုခေါ်ခဲ့သည် သာသနာနှင့်ယန်းတန်ဃာတို့အားမွေးနေ့ဌာနပြုရကောင်းမှန်းသိသည့်အတွက်ဒုတိယသာဓုကိုခေါ်ခဲ့သည် မွေးနေ့မှာ အမေကိုသတိမရသောကြောင့်တတိယသာဓုကို မခေါ်ဖြစ်ခဲ့ပါဟုဆိုသည်သူမ၏စကားတွေးကြအောင်မှန်လာပါသည် မွေးနေ့တွင်အအူးဆုံးအရှိဆုံးတတိယတဲ့သူမှာ မိမိအားဖွာလက်နှလုံးပကုံးလက်နှက်တဲ့အရွယ်မှ လူဖြစ်အောင်ကျုံပွေးခဲ့သည့်မိဘနှစ်ပါးဖြစ်ပါသည်ဝင်းနေကြရောက်တိုင်းမိဘအားအုပ်ထား၍မိမိစွမ်းနိုင်သလောက်ဖွဲ့ဖွဲ့ရရဝတ္ထုပစ္စည်းများဖြင့်လက်အုပ်ချီမှုရှုကိုယ်ကြရမည်ဖြစ်ပါသည်များသောအားဖြင့်မိဘတို့သည်သာသမိထံမှရလာမည်လက်လာပါထက်သာသမိ၏မေတ္တာစေတနာတုံ့ပြန်မှုကျင်းနာနှွေးထွေးမှုအရေးထားလေးစားမှုကျေးဇူးတည်တယ်မှု လိမ္မာယဉ်ကျေးမှုစသည်တို့ကိုသာမျှော်လင့်ကြပါသည်။လေးဆန်းလာ၍လျှော့တိုက်လိုသူများမဟုတ်ပေ။သာသမီများမွေးနေ့ကြရောက်တိုင်းကျေးဇူးတည်တဲ့ခြင်းပုံရိပ်ကြရောက်သည်ကိုခံစားရသောမိဘများ၏ပီတိသည် လောကရှိမြည်သည့်အဖိုးတန်ပစ္စည်းနှင့်များနှိုင်းရှင်လဲလဲနိုင်နေမည်မဟုတ်ပေ။မိဘများမရှိတော့ပါကမွေးနေ့ဒါနာ၏အဖိုးအဆုကိုကွယ်လွန်သူမိဘတို့အားရည်မှန်း၍အများအတန်းပေးဝေသင်ပါသည်။ သာသမိဝတရား၅ပါးတွင်တပါးပါဝင်ဖြစ်ပါသည်။ငွေနေဒါနာဖြင့်သာသနာမှာလူစရာမျိုးစုံရှိပါသည်။အလူအနေအများကဗဒနာမဟုတ်ပဲလူတဲ့လျင်မျက်တည်ခြင်းဖြင့်ဖြစ်ပါသည်။လူတဲ့ရာတွင် ပကဒနာမဖက်မှဗုဒ္ဓဟာလူကြတိယဩကရာကိုပရမရန်စားအလူကုသိုလ်ရာနှုန်းပြည့်ရနိုင်ပါသည်။အချို့ကငွေနေတွင် စွမ်းသက်စီရေသက်စီပန်းသက်စီ စီမီသက်စီတို့ကို မြတ်စွာဘုရားထံကလုပူဇော်ကြပါသည်ထိုလုပ်ငန်းသည်ဗုဒ္ဓဘာသာဝင်တို့၏အာစိဏကံကုစုတောင်းအောင်ဖြစ်၍မလေးဟင်းအောင်နေစဉ်ပြုလုပ်ခဲ့သည်ဆိုကဝိနည်း၏အထူးဆောင်ရွက်မှုသည်လေယောကံတင်မြတ်လာပါ၏အချို့မူကားအာစိဏကံအလုပ်ကိုတစ်နှစ်ပတ်လုံးပြစ်ထားပြီးမွေးနေ့ကျမှတတိယကထထုတ်တာမျိုးတော့ဗုဒ္ဓဘာသာဝင်အနေဖြင့်တဘာဝမကြားဟုယူဆမိပါသည်အချို့ပုဂ္ဂိုလ်တို့မှာရှိရုံဘုရားသို့သွားရောက်ကား ဝင်းနေမွေးနိုင်ရောင်းဝဲစင်းသူတို့များအားရေသက်ပင်ပူဇော်တတ်ကြပါသည် ပူအိုက်သောနွေရသည်ဆိုလျင်တော်ပါသည်ဤဆောင်းတွင်ဝီလီဝီလင်းနနခင် သို့မဟုတ်ညာကြီးမိုးချုပ်ကြီးမွေးနေ့ရှင်ကိုယ်တိုင်ကအနှွေးတယ်ထက်ထက်ဝတ်ဆင်ပြီးချမ်း၍ဆက်ဆက်တုံးနေပါလျက်ဖះကောင်းဘောကရေတွေတစ်ခွက်ပြီးတစ်ခွက် လောင်းချနေသည်အချို့ကလည်းဖះထံတက်စီစီမီပူဇော်ရာဖះောင်းနိုင်တိုင်းချင်းဆိုလျင်လေးတက်၍မင်းငင်းမြီဆိုတဲ့ဖြင့် တစုတလုံးနဲ့မိထွန်းကြီးကြလေသည်ထိုအခါဖျောင်းနိုင်ကလည်းများလေကလည်းတိုက်သည်ဖြင့်ဖျားရှိတွင်တဟုံဟုံလောင်ကျွမ်းနေပြီးတော့သည်မြစ်စွာဘုရားသာတတ်တော်ထင်ရှားဖြစ်ပါကမိုးမလင်းခင်နဲ့မိုးချုပ်ကြီးကြမှငါဘုရားရေမချိုးဘူးကွစေရနာကောင်းပြီးခေါင်းပေါ်ကရေလောင်းချနေတာခံရသူမှမတက်တာလာဘူးဆောင်းတွင်ကြီးနှာစီအေးမမိပဲနေပါမလားကိုရင်စားကြပါကွလို့တက်စီမီပူဇော်သူကလည်းတကယ်တည်းမှာပဲမီးပူဇော်တာမှဟုတ်ရဲ့လား မိရှုတက်နေတာလားလို့ဤသို့မိန်တော်မုံမြီမှာတေချာလာသည်ကုသိုလ်ပြုခြင်းသည် ကောင်းမြတ်ပါတော်လေအချိန်အခါနှင့်အခြေအနေအရတင့်မတင့်ချင့်ချင်ရပါသည်ကုသိုလ်ပင်ပြုစီကောင်းမှုပေါ်ပြခဲ့တော်မဖွေးမရမှုများကိုရှောင်ရှားရပါမည်ဗုဒ္ဓမြတ်စွာ၏ပရိယတိသာသနာပฏิပတိသာသနာပฏิဝေဒသာသနာဟုသောသာသနာတော်သုံးရက်တည်တံ့ပြန့်ပွားစေခြင်းကရည်တမ်းရှိရှုဌာနပြုရပါမည်ပုဂ္ဂိုလ်မနော် တန်ခါသဘောတတ်တတ်ကိုအာယုံပြု၍လူတိုင်းရပါမည်။ထိုမှတပါမြတ်စွာဘုရားသည်ဒါနအတွက်အလူခံပုဂ္ဂိုလ်၁၄မျိုးကိုညွန်ပြပေးခဲ့ပါသည်သည်။မွေးနေ့သီလလူတို့အတွက်၅ပါးသီလ၈ပါးသီလအာဇီဝထမကသီလဟူ၍စောက်တည်ရန်တင့်လျော်သည့်သီလ၃မျိုးရှိပါသည်။၉ပါးသီလမှာမေတ္တာသာကတိနာဟုသောသိက္ခာပုဒ်ပါရှိရာမိနစ်တိုင်းစက္ကန့်တိုင်းအချိန်နှင့်အမျှ မေတ္တာဖြန့်ကျက်၍နေနိုင်ပါမည်လားဟုမိမိစိတ်ကိုမိမိစမ်းစစ်သင်ပေသည်အကယ်၍မွေးနေ့တစ်နေ့တာအတွက်ဒေါသမဖက်ပဲမေတ္တာဖြန့်ကျက်လျက်နေနိုင်ဖို့တရားလျင်မူကိုဘသီလာစောင့်တည်နိုင်ပါသည်တနည်းအားဖြင့်ကိုဘသီလာကိုစောင့်တည်ပါကစောင့်တည်စေကာလ၌မေတ္တာဘာဝနာပွားလျက်နေခြင်းသည် အကောင်းဆုံးဖြစ်ပါ၏အချို့ပုဂ္ဂိုလ်များကဥပုဒ်တော်ဆောင်ပါ၏ညနေဆောင်သောအခါဘိုက်စာလာသည်ဖြင့် ဝိကာလာဘောဇနာတိတ်ခါဘုံတစ်ပါးလျှော့သွားလျင်ရှစ်ပါးနဲ့ခုနှစ်ပါးကျန်သေးတာပဲဟုမိမိတို့ဘာသာဖြစ်တဲ့ငါညနေစာဆားလိုက်ကြတော့သည်ဥပုပ်ကျိုးဥပုပ်ပြက်ဥပုပ်ပေါက်ကြီးဖြစ်သွားရသည်အချို့ကလည်းညနေစာမှတ်သဖြင့်အာဇီဝထမကတိလာစောက်တီလိုကြသည်အာဇီဝထမကတိလာဟုသည်ကာယကံဒုစရိုက်သုံးပါးကိုရှောင်ကျင်ရမည်ဝစီကံဒုစရိုက်လေးပါးကိုရှောင်ကျင်ရမည်ရေဟံပေါင်းခုနှစ်ပါးကိုရှောင်ကျင်လျက်အတံမိုးရမည်အလုံးပေါင်း၈ပါးဖြစ်သည် ညနေစာတော့စာရပါ၏။ရှောင်းနိုင်ဖို့အခက်ဆုံးမှာဝစီကန်ဒုစရိုက်လေးပါးထဲမှာတန်ဖက်ဗလာပတိတ်ခါဖို့ဖြစ်သည်။တရားစကားမှာပါအခြားစကားတွေမပြောရ။တရားစကားမှာလွယ်လျင် အကျိုးမဲ့စကားကြည့်တာပင်အလေးကျင့်နေသူများအတွက်အာဇီဝထမကတိလာစောက်တည်ထားပါက အမတ်တမဲ့နေရမဖြစ်အမတ်တမဲ့နေလျင်ဟိုစကားဒီစကားတွေလောကနေပြောမိမိပြောမိတော့တိလာအကျိုးပေါက်ပြောက်ကြမိတယောက်တည်းဝစီဘိတ်နေမှတော်ကကြားလိုက်မိ ငါးပါးသီလကောင်းမူလူတို့အားမလုံနေဟုဗုဒ္ဓလုံးဝတားမြစ်ခဲ့သော လူစီမင်းဥပဒေဖြစ်သည်ဥပဒေချိုးဖောက်လျင်အပေရောက်ပြီးမကျူးပေါက်ပါက ကာမတုဂရီခုနှစ်ပုံမှာတည်ချသည်ဝိနည်းတွင်မထိမ့်မဖြစ် ထိမ့်မှဖြစ်မိငါးပါးသီလလောက်စင်စင်ကြဲကြဲလုံးုံလျင်ပင်ဟန်ချလာပေပြီအမှန်အပြင်အာဇီဝဓမ္မကသည်လဲနေစာတူဟာထင်းထင်းရမြည်သီလဆင်းရဲ၌ပါဝင်နေသည်သုံးသက်ကြည့်ပြီးဆိုပါက ကာယကံဒုစရိုက်၃ပါးနဲ့ဝစီကံဒုစရိုက်၄ပါးတို့ကိုတာမန်၌ဖြစ်စီစီးပွားရေး၌ဖြစ်စီရှောင်ကျင်ရမည်ဖြစ်သောကြောင့်ပင်ဒီ၈ပါး၉ပါးသီလတို့ကမထိန်လေရသည် ထိန်လေရသည်သီလကိုအထူးအဖြင့်စောက်တည်သောသဘောဖြစ်သည်မထိန်၍အပြစ်မဖြစ်ထိန်ပြီးမှကျိုးပေါက်ပြောက်ကြပါကအပြစ်ဖြစ်တော်သည် ထိန်နိုင်လျင်ကကုသပူရသောကြောင့်အကောင်းဆုံးဖြစ်ပါသည်နောက်တစ်ခုကတော့ဝိနည်းဘာဝနာ အများအပြင်မွေးနေ့မှာတက်တက်လွတ်စားကြသည်တက်တက်လွတ်စားခြင်းသည်ဘာတွေပဲရှိသည်နည်းဟုမေးရာတတဝါတို့အားတဏှာကရုဏာထားသောအဖြစ်စားချောင်းဖြေကြသည်တက်တက်လွတ်စားပြီးလောဘဒေါသကြီးမားနေလျင်တတဝါတို့အားတဏှာကရုဏာထားရာရောက်ပါမည်လောမိမိတို့တက်တက်လွတ်စားသောကြောင့်ဈေးတွေများအသားငါမယောင်ပဲနေမည်လောကောင်းမှုကုသိုလ်အတွက်တက်တက်လွတ်စားရမည်ဟုဖျားဟောကြံများမှာပါရှိခဲ့ပါသလိုဖျားဟောကြံ၌ဖော်ပြထားသည်မှာတော့ တဏီတချာလက်လာပါယောပါလာသည့်ဒေဝရတ်သည်တန်ဃာတို့အားသိမ်းခွဲလိုသောကြောင့်မြတ်စွာဘုရားထံတောင်းဆိုချက်၅မျိုးလျှောက်ထားသည်ယင်း၅မျိုးတွင်တတ္တလုကိစ္စလည်းပါဝင်သည်ယဟန်အလုံးအသက်ထက်ဆုံးငါအမဲတို့ကိုမစားကြပါစေနဲ့တတ္တလုသာစားကြပါစေငါအမဲစားတဲ့ယဟန်တွေအပြစ်ရကြပါစေကြားသားမြင်သားတန်တရာသားဒီအစွန်းသုံးပါးကကင်းလွတ်တဲ့ပန်းတကူငါအမဲကိုစားဖို့ငါဘုရားခွင့်ပြုတယ် ဒီဝရိတ်လျှောက်ထားချက်ကိုအရှိမျော်တွေ့လျက်မြတ်စွာဘုရားပယ်မြတ်တော်မူခဲ့သည်မြတ်စွာဘုရား၏အလိုတော်ကအမေသားငါစားခြင်းနှင့်တသက်လို့စားခြင်းတို့သည်အဓိကမဟုတ်စားတော့ရာတွင်ယသဒဏမဖြစ်ဖို့သာပဓာနထားတော်မူသည်ထို့ကြောင့်တသက်လို့စားသူများကိုဒီဝရခိုင်းသာဟု ခမည်းများကစုစမတ်ပြုကြသည်အကယ်၍တတဝါတို့အားတဏှာကရုဏာထားတော်အပြင်လေလိုပါသည်ဆိုလျင်မေတ္တာဘာဝနာ ကရုဏာဘာဝနာတို့ဖြင့်ပွားများစင်ခြင်းနှလုံးသွင်းနေသင့်ပါသည်။မွေးနေ့ရက်အတွက်အသင့်တော်ဆုံးဘာဝနာကမရဏနုဒတိဘာဝနာဖြစ်ပါသည်။တည်ရင်တရား၌မမိမလျော့နှလုံးသွင်းရမည်ဟုဆိုလိုသည်။အမဲတဝင်းဝင်းအကင်းတပြားရိုက်ဟုသောစကားရှိရာငယ်သူလဲတည်နိုင်ကြောင်းကိုဖော်ပြသည်။အမှန်အဖျင်းမွေးဖွားခြင်းသည် အသက်ရှင်နေဖို့မဟုတ်တည်ဖို့သာဖြစ်သည်။ထို့ကြောင့်မွေးနေ့အစသည်ဘဝခဲ့ရစာဖြစ်၍မွေးနေ့အဆုံးသည် ဘဝကိစုံဖြစ်သည် အလဲမွေးနေများကမူဘဝ၏မှတ်တမ်းများဖြစ်လေသည်ဘဝတစ်ခုတနည်းအားဖြင့်အသက်ရှင်နေခြင်းကာလတကန့်တွင် မွေးနေများလည်းရင်တက်တန်းရှိမီမွေးနေနေလည်းရင်တက်တန်းတူမီလူတယောက်၏မွေးနေအနေများကိုတာမန်ပုထုဇဉ်တို့မခွဲခြားနိုင်ကြမိမိတို့ဘဝတက်တန်ရှိမိတူမီထိုနှစ်လီကိုမိမိတို့ကိုယ်တိုင်ပင်မသိနိုင်ရှိသို့ဖြစ်၍မွေးနေ့ကြောက်တိုင်းဘဝကိစ္စသို့တမတ်တိုင်းပြီးတမတ်တိုင်း တရွေ့ရွေ့နီးကပ်လာနေသည်ဟုသာ သိနိုင်ပါသည်။ငါသည်အမှန်တရားမြည်တည်ခြင်းကိုငါမလွန်ဆန်နိုင်။မသိမီကောင်းမှုကုသိုလ်တွေလှုပ်ထားမှတော်တော်မြည်။ဤသို့ဖြင့်အချင်းချင်းနှလုံးသွင်းစဉ်ခြင်းလျက်ကောင်းမှုကုသိုလ်များကိုအာတုံခွန်ဆိုင်ပြုလို့တင်ပါသည်။ကောင်းမှုကုသိုလ်ပြုလို့ရနိုင်လေသိထားသင့်သည်မှာဒါနသည်အញ្ញံသာကုသိုလ်သီလသည်အလတ်စားကုသိုလ်ဘာဝနာသည်အမျက်စားကုသိုလ်ဘာဝနာသည်အမျက်စားကုသိုလ်ဖြစ်သောကြောင့် ဘာဝနာတစ်မျိုးသာလုပ်မည်ဟုဤသို့လည်းမဟုတ်သည်ပေအကျိုးပေးခြင်းမတူရကဒါနသီလဘာဝနာသုံးမျိုးလုံးစုံအောင်လုပ်ရပေမည်ဘာဝနာ၌ပင်တမထဘာဝနာနှင့်ဝိပဿနာဘာဝနာနှစ်မျိုးရှိပြန်ရာဝိပဿနာဘာဝနာကတမထဘာဝနာထက်ပို၍ဆင်းမြင့်၏ပို၍လည်းမြတ်၏ထို့ကြောင့်ကုသိုလ်ဟုသည်အလုံးတို့တွင်ဝိပဿနာဘာဝနာကုသိုလ်သည်အမြင့်မြတ်ဆုံးဖြစ်ပါ၏သို့ဆိုပါလျှင်တင်းဤမွေးနေ့တွင် အနောက်တိုင်းဆန်ဆန်မွေးနေကိလိမည်လို့ဗုဒ္ဓဘာသာဝင်ပိသားစွာဖခင်အလိုတော်ကြောင့်ကောင်းမှုကုသိုလ်ပြုလုပ်ပါမည်လို့ကောင်းစွာဝေဖန်သုံးသပ်ဆုံးဖြတ်တင်ပါသည်။ကဲမာလိငင်ရဲ့ဓမ္မဆောင်ပါလေးကတော့ဒီမှာပဲပြည့်စုံသွားပါပြီ။မိမိတို့အတွက်အကျိုးတစုံတရားဘုံသူဒ္ဓတစုံတရားတိုးပွားမည်ဆိုပါလေ။စာရည်သူအနေဖြင့်ရောစာဖတ်သူအနေဖြင့်ရောကြိုးစားအားထုတ်ရကြုံနှစ်ပါတော့သည်